ရဲတပ်ဖွဲ့ဝင်ဝါကာနဲ့အပေါင်းပါရဲရရှိလေးဟာမွေးစေဝထုတ်လုပ်တဲ့စင့်ဥတီုံမှာမွေရဖို့အတွက်မုတ်တာတွေလာရုံလုံရင်းကရဲသတင်းတော်ဒုက္ခကိုမတော်တဆကတ်မိသွားတဲ့ဒီဖြစ်ပျက်ကိုဖုံးဝယ်ဖို့အတွက်သူတို့ဟာအလောင်းကိုရင်းနဲ့ပေပါတဲ့ထည့်ပြီးမြစ်ထဲနှစ်ချလိုက်ကြတယ်အလောင်းနဲ့ထောက်ထားတွေကိုဖြောက်ဖြက်ပြစ်နိုင်ပြီပဲဒီဖြစ်ရဆူဟာဝါတာရဲ့စိတ်ထဲမှာအစင်လင်းလံဖီစင်းနေခဲ့ပါတယ်ဝါတာလူကောင်းတယောက်ပြန်ထစ်ချင်သေးတဲ့ကာလမှာအခုဇလန်ဖြစ်လာပါတယ်တညမှာရဲကတွေဟာလမ်းမပေါ်မှာဒလကျန်းမောင်းနေတဲ့ဖန်ကားတစ်စင်း ောက်ကိုအသေးအသားလိုက်ဖမ်းနေကြတယ်။ကားရဲ့နောက်ကားမှာမြေတပုံးစုတစ်ခုတည်းအောင်တရရဲ့နဲ့တွလဲခိုးနေတယ်။ကားကအရှင်ပြင်းလို့လို့လွင့်ကြဘူးလို့မကြခဏဖြစ်နေရတယ်။ရဲကတွေမီလူမိခဲ့ပါကားမောင်းကျွန့်ကျင်တဲ့ဗီရာကရုတ်တရက်လမ်းကြောင်းပြောင်းပြစ်လိုက်ချိန်သူ့ရှေ့မှာနောက်ထပ်ရဲကတစီပေါ်လာတာကြောင့်မင်းအမကကိုယ်ရှောင်လိုက်တာတကားပါလိုက်တင်ပြတ်ဖိတ်သွားလို့တွဲလွဲခိုးနေရတဲ့ငတိကားရဲ့တရံသွားတယ်။ မိသားကဘလောက်ပဲကြွံ့ကြွံ့ရဲခါကူတော့လွတ်အောင်မပြေးနိုင်ရဲတွေကစပီကာကလည်းကမရဲရင်ငါတို့ပြစ်မယ်လို့နောက်ဆုံးတတိပေးပြီးတဲ့နောက်တတိုင်းတိုင်းဇက်တိုက်ဖြစ်နေတယ်မိသားတို့ကခြံစည်းရိုးကိုတိုက်ချသလိုရဲခါမောင်းနေတဲ့တောမတ်စ်ကလည်းအားကြမခံလိုက်တိုက်ချပြီးတရဲမဲရဲ့စီးသလိုနောက်ကနေလိုက်တယ်နောက်ဆုံးဗန်ကနှုတ်ထဲကတယောက်ကဒီတိုင်းဆိုရင်ရဲတွေလက်ကနေလွတ်မှာမဟုတ်ဘူးလို့တွေးမိပြီးကားထဲမှာရှိတဲ့ဝင်းရှော့ဆက်တလုံးကိုနှစ်ယောက်မှပြီးရဲခါပေါ်တက်တက်မှန်အောင်ပြစ်ချလိုက်ကြပါတယ်ရဲရရှိဂျဲရဲ့ကထိုးဆိုင်ချိန်မှာတော့ doctors အလွန်မင်းထိုင်ရရထားတယ်။အဝိရှော့ဆက်တဲ့ကနေထွက်လာတဲ့ဗိမုတ်တွေကတဘူးပေါ်နှစ်ဘူးဆက်သူ့ကိုပိုးအခမ်းရခန့်အောင်လုပ်နေတယ်။လူနာတင်းချင်းအမြန်ခေါ်နေတဲ့ဂျဲရဲ့ဒေါသတွေတလိလိတက်သွားပါတယ်။တပတ်ခါခရစ်မတ်နေ့ ဘောကသူ့သမီးအတွက်လက်ဆောင်လေးသွားဝယ်ပြီးမယ်ဝင်မိတဲ့ဆိုင်မှာခန့်ညံ့ညံ့တွေတော့ရှိလို့ကြည်ကောက်မနဲ့ရွေးချယ်နေရတယ်ဒီချိန်မှာရုပ်တံသတင်းထဲမှာမြို့တော်ဝင်ဘျူကောက်ဘွဲ့ဝယ်အင်ချမ်ပြေလုံငန်းရှင်လော်ရန့်အပေါ်ဆွဆူထားတဲ့မှုကရုံးတော်ကပယ်ချလိုက်ပြီးဆိုတဲ့သတင်းထုတ်လွှင့်နေတယ်လော်ရန့်ကလည်းတရားရုံးကနေထုတ်လာတာနဲ့သူကလူမှန်ဆိုတာကိုအပေါင်းအရင်တန်တန်နဲ့ပြောနေတယ်ဆိုင်ရှင်ကဒါကိုကြည့်ပြီးသူတို့ကလုံးကိုကြည့်ပြတဲ့သူတွေကြီးပဲလို့ဝါကာကိုပြောပြတော့ဝါကာကလည်းသိကြတာပေါ့လို့ပြောလိုက်ရတယ်ဆိုင်ကထွက်လာတော့ဝါကာက ဇနီးအောင်စီကိုဖုံးဆက်သူသူမင်းလေးဆံမာအတွက်လက်ဆောင်ပေးခြင်းတယ်လို့ပြောပြင်ပဲတစ်ဖက်ကတနစ်တာအတွက်အကောင်းဆုံးဖြစ်ပြီးချောင်းနဲ့သမီးတို့က9နှစ်ဆိုရင်အိယာဝင်သွားပြီဆိုပြီးသမီးနဲ့ဖေကိုဖုံးပေးမပြောဘူးမတိုင်ရှင်းတဲ့ငွေတွေနဲ့ဝယ်ထားတဲ့လက်ဆောင်ဘူးလေမြင်းလိုက်တယ်ဘယ်ကလေးမှခရစ်စမတ်မှာစိုးစိုးမိတ်ဘူးမင်းလိန်နေတာလို့ဝေါ်ဒါကထွန်းတက်ပေမဲ့ဇနီးဟောင်းကသူ့ကိုရှော့မပေးဝကာရဲ့ပတ်တနာအဲလီယာကားကနေသူ့ကိုထိုင်ဆောင်နေရမယ်ဆိုအနာကမြို့မီတူ အော်ဇန်ကြလို့ပစားလာရတကားစီကိုသွားခောက်တယ်။အထဲကမြို့သားကသူ့ချစ်သူကိုကြင်ကြန်တန်တန်လုပ်နေတာမဟုတ်စကားကြည်ကြဲပြောနေတာလို့ဖတ်ပြီးလိမ့်နေ။အဲလီကလည်းစိတ်ရှိတဲ့သူမောက်တော့ဝေါ်တာရောက်လာတဲ့ချိန်မှာအဲဒီလူလှေကားတဲ့တိုင်းဒလိခောက်ဝေးလိမ့်ကြလာတယ်။သူ့ကိုအဲလီကန်ချလိုက်တယ်လို့ဝေါ်တာကိုတိုက်နေ။ဝေါ်တာကအဲဒီလူကိုလှေကားလည်ရန်နဲ့လက်ထိခတ်လိုက်တော့မှတကယ်နှိမ့်ဆက်ခံရတဲ့မြို့သမီးကအဲဒီသတောင်းဆောက်ကိုဖမ်းဂျမကိုတေအောင်ရိုက်နေတာလို့ဖတ်ပြောပါတော့တယ်။ဝေါ်ကားကတော့သူတို့ကလူတတ်မှုလို့မူကြီးတွေကိုခိုက်နာဒီလို သေးဖွဲ့ကိစ္စတွေကသူတို့လုံမဟုတ်ဘူးလို့ခံယူခြင်းနဲ့နောက်ဆုံးတော့အဲ့ဒီလူကိုအချုပ်ကန်းသွားထဲလိုက်ရပါတယ်စိုးစိုးကကားမောင်းထပြေးကြတဲ့တခိုးလျောက်နက်ကလက်တစ်ခုရဲ့ပြင်ဘက်မှာကားတစ်စီးနဲ့ရောက်နေမတ်ကသူရဲတဲ့ကိုတောင်တက်မိသွားပြီးခြင်းနဲ့လို့ Charlie ကိုမကြင်မနဲ့ပြောနေတယ် Charlie ကဘာပဲဖြစ်ဖြစ်သူတယောက်တည်းပဲတာဝန်ယူမယ်လို့ဂရီပေးလိုက်တော့မှ Mass နင်းကြသွားတယ်ခဏကြာတော့သူရဲ့တေးဥဆက်သွယ်သတင်းပေးချန်ထွက်လာတာတွေ့တော့ Charlie နဲ့သူ့ချစ်သူ Mira တို့ဟာအကြီးနှလုံးဆွဲပြီးဝင်သွားလိုက်ကြတယ်ဂင်ညာကတေးဥကြည့်ကန်ခိုင်း င်းရဲ့ပိုင်နဲ့သူကန်ကန်ခေါင်းဆောင်သခင်လေးဆွေရဲ့ကားကိုမိသားကတကြိမ်ကခိုးမိတာကြောင့်အဲ့ဒီကြွေးကိုဆက်ဖို့စစော့ကလူမွေးစေပါတဲ့ကားခိုးဖို့ဖြစ်လာပါပါသခင်လေးဆွေကဂျာလီကိုလှုပ်တော့ရဲတဲ့ကိုအောင်စီယူရအောင်မင်းလုံနိုင်မယ်လို့တောင်ပထင်ခဲ့ဘူးတဲ့တဆက်တဲ့ဂျာလီတို့ကိုလာပို့ပေးတဲ့ခြံကလေးသခင်လေးဆွေကမတူးသလုံးပတန်တလုံးအပြင်ကိုထွက်သွားဖို့ပြောတယ်ခြံကပေါ့ရှီယာပြန်ထွက်လာချိန်မှာလမ်းကြားထဲမှာဗန်ကားတစ်စီးဝင်လာတာကိုတွေ့တော့အနားကအပေါက်ဆောင်မသိအောင်လှမ်းကဲခက်လိုက်တယ်ချင်းဟာတကယ်တော့သူ့စီယာသခင်လေးဆွေက ိုကြိတ်ပြီးမုန်းနေတဲ့သူဖန်ကားတဲ့ကလူကခြံရဲ့ဖုန်းကိုအခုချက်ချင်းထွက်ပြေးဆိုတဲ့စတိုးလေးပို့လိုက်တယ်။ခြံလဲအဆောင်ကိုကင်းဆောင်နေတော့ဆိုပြီးခတ်တီတီနဲ့အထဲကိုဝင်အတွင်းကကြောင်းရဲလေကားတိုင်းခတ်သက်သက်ထွက်သွားတာမိတာတွေ့လိုက်ရတယ်။အပြင်မှာခြံခဲ့တဲ့မတ်နဲ့ဂျော်နီကဖန်ကားတဲ့ကနေဟော်ကီနဲ့နှဖုံးစွတ်တွေထွက်လာတော့အထဲကချာလီနဲ့မာရီတို့ကိုပြေးကြတော့လူဖုန်းနဲ့လှမ်းတတိပေးလိုက်တယ်။တစ်ဖက်မှာဝေါ်ကာနဲ့သူ့ရဲ့တွက်ဖက်တဲ့အဲလစ်တို့ကင်းလန့်နေကြတယ်။ဒီအချိန်မှာလမ်းကြတဲ့ကတွေ့ကန်ခိုင်းပါဖြစ်ခတ်မှုဖြစ်နေပြီးချက်ချင်းသွား ကြလို့စက်ပေါက်လာတယ်။ဝေါ်တာတို့ခင်ဖီယာကိုတွားကြတော့ရှေ့ကလူတွေပြောပြကြကြ။ကံပြရှိသူတွေဟာလူသက်ပြီးတဲ့နောက်လေကားကနေထွက်ပြေးသွားကြတယ်။ဖန်ကနံပါတ်9တော့ဘူးမမမမီဝါကာကလူကြီးတိတ်ကောင်းနဲ့ကြီးစင်ရတွေကိုကြည့်ပြီးဖြစ်စဉ်ကိုစိတ်ထဲကလေတိဆောက်ကြည့်တယ်။ဝင်လာရတဲ့တံပီစက်ဖြစ်ကြတာပဲ။ခေါင်းဆောင်တခင်လေးဆိုဝူးရစေးပုံတဲပါခေါင်းဆက်ပြီးစိတ်နေတယ်။ဒီလိုစဉ်းစားနေပြီးတော့မှဝါကာရဲ့တငယ်ချင်းကော့တက်စ်ကျောက် ICU ထဲရောက်နေတယ်လို့ခရင်လာပြီးတော့ဝါကာတိတ်ဆိုးရင်သွားတယ်။ဒီသတင်းကိုအခုမှသူကြား ရတာတကယ်တော့သူတို့ငားယောက်ကအချင်းပြက်ရဲခိုင်လေးတခု အခုတော့ဂျန်နဲ့လေးယောက်ကမူးရဖက်မှာဂျာဒူတူဘောကာကတော့လန့်လက်ခင်းမှာပဲတောင့်တင်နေတာပါအဲလီကမျက်နှာဖုံးအပဲ့တစကိုရှာတွေ့သလို CCTV မှတန်းတခုလေဘောကာကိုပြရဲဗီဒီယိုထဲမှာတနက်ခိုင်ထားတဲ့ Charlie ကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်တကယ်တော့ဘောကာအခုမြို့တော်ဝင်လောင်း Lawrence တဲ့မောက်တာတွေအကုန်နောက်ကနေလိုက်လို့ပြေးနေရတဲ့သူ Charlie ဆိုတဲ့ကောင်လေးကတော့ Lawrence ရဲ့သား ဒီတော့သူကအဲလီကိုသူ့ဝါနဲ့ဟောက်စားလုပ်တယ်အခုဖြစ်စင်မှာရဲပဲကြီးကွန်တွေပဲတွေ့တယ်ပစ္စတိုကြောင့်သေသွားတာမဟုတ်ဘူးဒါကြောင့်လူသက်သမားကအခြားတယောက်လူချာလီဖြစ်လို့အောင်ခက်တီတီပြောလိုက်တယ် ဒါ့အပြင်ဝင်ပေါက်လေကမ်းပါတွေးဆက်တွေကိုတွေ့ရတယ်။ဝါကာကဒိုင်ယာနဲ့ထွက်ပြေးသွားနိုင်တယ်။စေးုံမှာသနတ်ဒိုင်ယာနဲ့ရောက်လာတဲ့အာရှလူမျိုးတွေကိုရှာကြလို့အမိန်ပေးလိုက်တယ်။အဲဒီနောက်ဝါကာဟာမြို့တော်ဝီလောင်လော်ရန့်စီကိုတန်းသွားတယ်။လော်ရန့်စ်ကတွေ့ရတဲ့မစ်ကန်ရှိနေဘူးဘလို့ဆုံးမလိုက်တယ်။ဒီကောင်တော်တော်အပိုးကျိုးသွားတာပဲကွာလို့ချီးကျူးတယ်။ဝါကာကတော့ချာလီဘဲမှလဲလို့တမ်းမိတယ်။ပြီးတော့တွေ့ကန်ကန်ဖြစ်ရတဲ့ CCTV ကတနက်ကန်ထားလဲချာလီရဲ့ဗီဒီယိုဖိုင်ကိုပြလိုက်တော့ Lawrence သူ့ပြက်သွားတယ်။သူ့သားကလူသမမဟုတ်ဘူးလို့ ကြောက်ကန်ရင်းနဲ့ဟဟုတ်မဟုတ်အရှုပ်ထုပ်ထဲမှာအထောက်ထားနဲ့တေတာကခိုးလောင်းကြွေကန်ကန်ခေါင်းဆောင်ရဲ့အမေရာဇဝန်လူစုမမာဒရီကတော့သူ့သားတေလို့လက်လျှော့မှာမဟုတ်ဘူးဂန်စတာစစ်ပွဲကိုချာလီကစပြီးမင်းမွေးလိုက်တာပဲအချက်တကွဲဖြစ်ရတာများပြီဒီတစ်ခါတော့သူမကူနေနိုင်တော့ဘူးပေါ့လော်ရန့်စ်ကလည်းသူမြို့တော်ဝယ်အိမ်ဘက်ကိုလက်မလျှော့ခြင်းဝါကာကအကြည့်ပြက်ရဲခိုင်ကလော်ရန့်စ်ကအပြစ်ဖလဘွားနယ်လူ ဒီတော့ plain to boo ဆိုတယ်ဒါပေမဲ့ worker ကရဲတဲ့င်းတော့ပေဖြစ်ကြတဲ့ကသွေးစွန်းတဲ့ငွေကိုမုံးလာဘူးဒါကြောင့် Laura's ရဲ့နှစ်ပတ်တဲ့ငွေကို "तू မလို့ခြင်းဘူး"လို့ပြောချလိုက်တယ် Laura's ကလည်း Charlie ကိုမကွယ်ပေးရင် worker တို့ကရောက်စလုံးကျူးလွန်ခဲ့တဲ့အမှုတွေကိုပြန်ဖောင်းမယ်လို့ပြောလိုက်တယ်ဒီတော့ worker ကဒါတောင်ဆုံးချိန်ပဲဒီကိစ္စပြတာနဲ့ mentor ရောမင်းရောဒီမြုပ်ကလည်းစက်မတင်ခြင်းဘူးငါတို့ချင်းကြည်ပြီးလို့သဘောတူလိုက်ကြပါတယ်နောက်တစ်နေ့မနက်စောစော တခင်လေးဆွေရံဘေးဂျာဇွန်သူစုမကြီးမာဒရီကသူ့သားလန်ကိုကိုရန်ကြည့်ဖို့ပြုတ်ပြေကနေရောက်ချပါတယ်။သားလန်ကိုပြင်းတော့အသားတဆဆတ်တုံအောင်ဒေါသထွက်သွားတယ်။သတင်းပေးချန်တဲ့သူ့လူတွေကိုတန်းစီရခိုင်းပြီးချန်တဲ့သူတွေကိုပြစ်တက်လိုက်တယ်။ချန်ရဲ့နဖူးကိုသနဲ့နဲ့ထောက်ပြီးမေးတော့ခူပေါင်းကလည်းသူ့သားကိုသတ်တာချာလီဆူရက်ကောင်လေးသူ့ဖေလော်ရန့်စ်ကသိတ်ဩဇာကြည့်တယ်လို့အပြစ်ဖို့လိုက်ပါတယ်။ဒီတော့တင်မဝကဟာမိုးရဲရေတဲ့ China Town ကတရားမဝင်စီးကူကန်းကိုသွားအဆောင်ကိုထိုးချိတ်သတဲ့နဲ့ချင်းချောက်ပြီးတကားဖွင့်ခိုင်းလိုက်တော့ဖြူကန် န်လိုက်ကအဆုံးတယောက်ဆေးလာကုနေတာတွေ့ရတယ်။လူသားကမှန်ပရင်ကိုခွဲပြီးထွက်ပြေးတော့ခုကနေဆွဲပြီးအခန်းထဲကိုပြန်သွင်းစုမပစ်လိုက်တယ်။ချာလီတပုတ်ကိုပြပြီးမင်ဘူးတလားလို့ပြီးတော့ဟိုကောင်ကငင်းနေလို့သူ့လက်မနဲ့ကြီးမှန်ထိုင်ရတဲ့ကိုထိုးထည့်လိုက်တော့မတောင့်ခိုင်းနိုင်တော့ပဲချာလီကိုသတင်းပေးချန်နဲ့အတူရင်ကမြင်ဘူးတယ်။တက်တာသာဟော်ကီမျက်နှာဖုံးတက်ထားတဲ့လူသုံးဦးလို့ပေါ်ကောင်လုလိုက်ပါတော့တယ်။ဘောကလည်းအဖြေရပြီးတဲ့နောက်စီကန်ကလိုင်စင်မဲ့ဆရာဝန်ကိုဒီလူရောက်လာတာနဲ့ငါ့ကိုချက်ချင်းခေါ်တင်တာကွာလို့ကြိမ်းမောင်းပြစ်လိုက်တယ်။ဘောကထွက်သွားတော့ ော့ဆရာဝန်လဲသူ့မှုလားမပတ်အောင်သူ့လူနာကိုတတ်ပြစ်လိုက်ပါတော့တယ် ဝါကာဆင်းဝူပြေးပြီးကော့တက်စီလူလာတည်င်းသွားမေတော့တချင်းကလက်စားပေါ်စားပဲပုံရောက်ကူပါတွေ့ရတယ်သူတို့ကမူရဘက်ကိုရောက်နေကြပြီဝါကာကတော့ကင်းလင့်နေရတော့သူတို့ကချားလီကိုလိုက်ဖမ်းခဲ့ကြတာနဲ့သူကန်ကိုင်းလူသက်မှုတို့ချားလီကိုနံပါတ်1ဝရမ်းပြေးဖြစ်ကြီးညာထားပြီးလော်ရန့်စ်တို့အလုံးလုံးပေးနေကြဝါကာပြီအောင်အသိပေးလိုက်တယ်ကော့တက်စ်ချင်းလေးကတော့အကောင့်ဘက်ကိုရင်းလာပြီသူဇနီးကကော့တက်စ်ဟာဂေယံကွက်တန်းနဲ့ရှင်းတုံခိုင်းအောင်မလုပ်တင်တာလုပ်ခဲ့တယ်လို့ပြောနေတယ်ဆိုတော့ဝါကာကဒါကငါတယောက်ထဲမှာပါကော့တက်စ်နဲ့ဘာ မှမဆိုင်ဘူးလို့ဖြေသိမ့်လိုက်တယ်။ဒါပေမဲ့ဝေါ်ကားရဲ့ရင်ထဲမှာတော့သူတို့ရင်ကမတော်မဆပြစ်တံမိခဲ့တဲ့ရဲတရင်တောက်ချောင်းကိုပြန်တတိယနေပြီ။အဲ့ဒီညကရဲတရင်တောက်ကတန်ဖန်းဆက်ကထားသူဖြစ်နေတယ်။ဝေါ်ကားကအဲ့ဒီရဲကိုစေးရုံပို့ချင်ပြီးမဲ့ကျန်တဲ့လေးယောက်ကတားပြီးချက်ကရဲတရင်တောက်ကိုပြစ်တံနှုတ်ပိတ်ခဲ့တယ်။ တဖက်မှာမီရာကသူတို့ချိန်နေမလားဘူးဆိုတာကိုသိရကြောင်းဦးလေးရာဦးစီကိုသွားပြီး passport တို့လုခိုင်းလိုက်တယ်ရာဦးကလည်းသူ့တူမကိုဖုန်းတစ်လုံးပေးပြီး သူ့ဘက်ကပဲဆက်မယ်လို့တည်တည်ချာချာမှားလိုက်ပါတယ်စေးဦးကနေပြန်လာတော့ yes ခန့်မှာ worker က LC ကနေအချက်လက်တွေကိုမေးတယ်သူသိထားတာတွေကိုလည်းပြောပြတော့ LC ရောတစ်ပွဲလုံးအရေးပေါ်ကမှတ်ပြရှောက်သွားခဲ့တာဘာမှမတွေ့ဝါကာကတော့တေးဥဆောင်ကိုတွေ့တယ်ဆိုတော့အဟားတင့်သွားတယ်။သခင်လေးဆုရဲ့အမေညနေစင်းတွေတေးဥပြီးကရောက်လာပြီးဒီမှာဇာပနာခဏလ လာတက်တာခုတော့ LC ကနေသိလိုက်ရတယ်။ဒီအချိန်မှာသူရဲ့စကမ်းမှုကအခုမှမှ Charlie ပါဝင်နေတာကိုဖုံးကွယ်ထားတယ်လို့ပြောပြီးဒီမှမှ Walker ဝင်မပါဘူးအမိန့်ထုတ်လိုက်တယ်။ Ellie ဟိုလည်းအချိန်ကောင်းတဲ့တွဲဘက်အစ်စ်နဲ့ပြောင်းပြီးတာဝန်ချလိုက်တယ်။ Ellie ကတော့အခုမှ Walker ကိုသတိမမှန်နဲ့ရဲမတ်သိသွားလို့မစတီဒါတောင်မှ Walker က Mira အလုပ်ဘယ်မှာလုပ်တယ်လဲလို့မေးတော့သူ့ဦးလေ Rawi ရှိတယ်။ကအဟောင်းတက်မှာလုံလောက်တာဘာပဲဖြစ်ဖြစ်သူ့ကိုတော့စွဲမထက်နဲ့နော်လို့ပြောလိုက်တယ်။ Christmas အကျိုးနဲ့ ်လမ်းတွေပိတ်ဆို့နေလို့ Lawrence သူ့ကားထဲမှာဒေါဖောင်းနေပြီး driver ကိုစွတ်ခေါ်နေတယ် ဒီချိန်မှာမော်တော်ဆိုင်ကစီဟက်ဘန်တွေကားကျူကားကြက်ကနေဝင်လာပြီးရှေ့နောက်လေးပတ်လေးလံညက်အဆောင်နဲ့ရင်မောင်းတွေဝိုင်းဖြစ်ကြတယ်။လမ်းဖြတ်ထွက်ပြေးမဲ့အတွင်းမှုကိုလည်းဖြစ်ချလိုက်ကြ။ Lawrence အလက်သူဇီဝင်ချုပ်တော်မယ်လို့ထင်နေတော့ဖုန်းတလုံးပြစ်ပေးလိုက်တယ်။နားထောင်ကြည့်လိုက်တော့တယောက် gangster မကြီး Madri ကသူ့သားအတွက်သွေးနဲ့အကျွေးပြဆက်ရမယ်လို့ plan ပြောတယ်။အဲဒီနောက် Lawrence ကိုဆွဲထုတ်ပြီးဖမ်းသွားကြပါတယ်။ဝါခါက Rahul ရှီယာကိုတွားပြီးတနက်ပြလိုက်ကနဲ့ Rahul ဖွပြေးပြီး Mira passport ကိုဖွပို့လို့တာ နောက်ကျသွားတယ်။ဝါခါကမိရပုံကိုကြည့်ပြီးမိရဲ့အသက်တော်လောက်ရှိတဲ့ကောင်မလေးကိုနှံ့မိနေတာလား။ဘာညာနဲ့ဟောက်စားလို့တော့ရာဟုခဆဆက်နာသွားတယ်။သူကတုပ်တူမလေးမိရာကိုသမီးရင်းလိုစောင့်ရှောက်နေတဲ့သူ။နောက်တော့ဝါခါကသူ့ကူနေမပါရင်မိရာဒီညအသက်မရှင်နိုင်ဘူးလို့ရှင်းပြတယ်။ဝါခါကရာဟုရဲ့ဖုန်း password ကိုဖွင့်ခိုင်းပြီးမိရာစီကို စတိုးစောင်းပို့လိုက်တယ်။ ဒီချိန်မှာရဲကားတစ်စီးဆိုင်ရှိကိုရောက်လာတယ်။ဝေါ်ကားကသူ့လက်ဖောက်တလဲရဲပဲကွာလို့ပြောလိုက်တယ်။ရဲနှစ်ယောက်ဆိုင်ထဲကိုတကယ်ဝင်လာတော့ဝေါ်ကားကသနက်ကိုချလိုက်စမ်းပါညာနဲ့ဟောက်စားခွင်ဆင်ပြီးလစ်ပြေးသွားတော့ရာဟုယာယီအမှုပတ်သွားပါတယ်။ မာဒရီကသတင်းပိတ်ချံကိုပြန်ခေါ်ပြီးသူ့သားတေရုံကဘယ်ရောက်နေတယ်လို့မေးတယ်။ချံကလော်ရန့်ရဲ့သားချာလီနဲ့သခင်လေးဆွေလွတ်လပ်တာကိုသူကသဘောမတူလို့မောင်းထုတ်ခံထားရတယ်။မီရာကသခင်လေးဆွေကောက်ကိုခုမိလို့အလျော်စားနေတယ်။စေပါတဲ့ကောက်ကိုမောင်းပေးပြီးအကြည့်ပြန်ဆက်နေတာလို့အမှန်တဝက်ရောပြီးလိန်ပြောလိုက်တယ်။ဒီချိန်မှာမက်စ်ကမာဒရီရဲ့လယုံလင်ဒါကဖမ်းပြီးခေါ်လာတယ်။ ူ့ကိုတတ်ချမ်းသာပြီးမိရာတို့ရှိတဲ့နေရာကိုခေါ်သွားမယ်လို့လာတစ္ဆာဖောက်ပါတော့တယ်။မိရာသူ့လေးစီကစာတူရလို့လာခဲ့ရပြီးမှစိတ်ထဲမှာတော့လေးလံနေတယ်။ချိန်ထားတဲ့ကလပ်ကိုမိရာဝင်သွားတာတွေ့တော့ဝက်ကလည်းနောက်ကလည်းလိုက်ဝင်လာတယ်။မိရာကို BNB ဆိုမှတွေ့တာနဲ့ငါကရဲနစ်ကောင်လေးအဖေရဲ့လူနေချာလီကိုစိတ်ပူရင်ငါကဘယ်ပါလဲဆိုတာကိုပြောပြ။မဟုတ်ရင်သူတေုတ်ခိုင်းလက်စာမိလိမ့်မယ်လို့ပြောပြပြီးမှမိရာကမယုံဘူးခံနေတယ်။ဒီချိန်မှာကလပ်ထဲကိုဝက်ကရဲ့အချစ်ပြက်ရဲနေနောင်ဟောင်းတွေဖြစ် ြစ်ကြတယ် just net ဖော်နူကလက်ထဲကိုဝင်လာတာမီတာတွေ့သွားတော့လန့်သွားတယ်ဒီလူတွေကတခန်းလေးဆွေခိုင်းမှုဝင်ပြစ်ခဲ့တဲ့သူတွေတယောက်ကသူပြစ်ချလိုက်မှာဟော်ကီမျက်နှာပုံးကျက်သွားတာလို့ပြောချတယ်အချိန်နေသိပ်ရှုပ်ထွေးသွားပြီးမီရာကထွက်ပြေးမယ်လို့တော့ဝေါ်ကာကအတင်းပြန်ဆွဲပြီးသူ့နောက်မှာနေခိုင်းလိုက်တယ် just တို့ရောက်ဝေါ်ကာတို့စီရောက်လာပြီးမီရာဟာတန်တရက်တရက်ခဲသူတို့လူရှိနေတဲ့သူလို့ခတင်းတင်းတောင်းတယ်သူတို့ချင်းညှိမိရဖြစ်နေချိန်မှာမာဒရီရဲ့လူတွေကလက်ထဲဝင်လာတော့ဝေါ်ကာတနက်ဆွဲထုတ်လိုက်ပြီးမယ် just တို့ဘက်ကတနက်ကဒုနယ်ရိုက် ချလိုက်တဲ့ချက်ကဥပဒေဘတ်တော်သားပုံစံဖန်ပြီးတုတ်တေကိုစစ်ဆက်နေနိုင်ဖို့ကြိုးစားပေမယ့်မာတူရဲ့လူတွေကနှုတ်နဲ့မပြောထုတ်တေနဲ့ဝင်ရိုက်ကြတယ်။တနတ်တေနဲ့ပါတိတ်ခတ်ကြတော့နှစ်ဖက်တိုက်ခိုက်ဖို့ဖြစ်လာပါတယ်။ဒီအချိန်မှာဘီရာအရှုပ်တော်ဝန်ကြားလန်ဒီလွတ်မြောက်ချင်ပေမဲ့မရ ဝါကာချက်တူသုံးအောင်နဲ့တယုတ်တူကမိရစီကူပဲဥတီနေတော့မိရာလဲဝသားခုတ်တဲ့ထားနဲ့ခတ်တွတ်တွတ်ပြန်တွေ့နေရတယ်ဝါကာကတော့မိရာမထိခိုက်အောင်ဦးစားပေးပြီးကာဝယ်တိုက်ခတ်တယ်ကလပ်တစ်ခုလုံးဖိုင်းစတာနေပြည်လူပွဲလို့ဖြစ်နေချိန်မှာဦးလေးရာဦးနဲ့ချာလီတို့ခိုက်ရောက်လာကြတယ်ချာလီကသူ့မိရာကိုသူရဲ့ကောင်းလို့လာကပွဲဖို့လို့တော့ဝါကာလည်းအချင်းနေကိုအမြန်ရှိပြပြီးသူနဲ့လက်ခဲဖို့ခေါ်တယ် ချာလီကအသာစီမလိုက်တဲ့အခါမီရာရဲ့နှထင်ကိုတနဲ့နဲ့ထောက်ထားလိုက်တယ်။ရစတဲ့ခလန်လန်ကတယောက်တူကိုလည်းဝါကာကလှမ်းပြပြလိုက်သေးတော့ချာလီဖျားသွားတယ်။ တစ်ဖက်မှာရာဟုကလည်းသူယူလာတဲ့ပစ္စတိုနဲ့တရုတ်ခိုင်းသားတွေကိုရသလောက်ပြစ်ချနေတယ်။ချာလီရာဟုတို့တပေါင်းလက်ဖြစ်သွားချိန်မှာရဲတွေထိုက်ရောက်လာပြီးပိတ်ဆို့ဟန်တာနေလို့ဝါကာကသူ့ရဲတစ်စိတ်ကိုပြပြီးအပြန့်လန့်ညင်းခုန်နေတော့မတ်ဒီရဲ့လယုံဇင်တာကရဲတွေကိုအနောက်ကနေဦးစီနဲ့ပုတ်လိုက်ပါပဲ။မတ်ဒီဘက်ကလူတွေထိုက်ရောက်လာတော့ဝါကာတို့ပြပြပြေးကြရတယ်။မတ်ဒီခိုင်းကလူတွေသိမ့်ပြန်းလုံးလို့ပြေးပေါက်ပိတ်နေချိန်မှာရာဟုကသူ့တူပါလေးအသက်ရှင်နေဖို့အတွက်တကားကိုသူ့ခန္ဓာကိုယ်နဲ့ပိတ်ဆို့ပြီး အချိန်ဆွဲပေးလိုက်တာကြောင့် သူ့ကိုဟာကြီးစံရဘလဘွားဖြစ်သွားပြီးသူချစ်တဲ့ဒူပါလေးရှိမှပဲအသက်ပြတ်သွားပါတယ်။ချာလီနဲ့မာရီဝေါ်တာတို့နဲ့အတူအသက်လူပြေးရတယ်။လမ်းပေါ်ရောက်တဲ့အချိန်မာဒရီရဲ့လပားစီလင်တာကဦးစီးနဲ့ဒစ်ဒက်ဖြစ်လို့ကားမောင်းပြေးဖို့တော့ခန့်နေရတယ်။အသက်လူနေတဲ့ဂျားကချာလီတို့ဟာသူတို့ရဲ့တစ္ဆေပေါက်တကယ်ချင်းမတ်ကိုဒူသက်သမားတွေဂျားထဲမှာတွေ့လိုက်ရတယ်။သူတို့ဒေါ်လာထွက်ဖို့အချိန်မရှိကားပေါ်တက်ဝိညာဉ်ပြစ်ခတ်နေတဲ့ဂျားကလွတ်အောင်ထွက်ပြေးကြရတယ်။လင်တာလည်းချာလီတို့ကိုလွတ်လွတ်သွားတယ်နဲ့မတ်ကိုကတက်ပြစ်ပြီးထွက်သွားတယ်။ရဲကတွေအ ဦးနဲ့ချင်းနဲ့ထပ်ရောက်လာခြင်းပဲ just to ဘက်ကတယောက်အသက်ပြောက်သွားတယ်။လာကြတဲ့တက်ကူရဲတွေထဲမှာအဲလီလည်းပါလာတယ်။ဝါကာဟာတနေရာကိုကားမောင်းချနေရင်အဲလီစီကိုဖုံးဆက်တယ်။ဒီညဖြစ်တဲ့ကိုခက်မြန်မြန်ပြောပြလိုက်သူဒါအပြင် just visit နဲ့ haste တို့ဟာချာလီတို့ခိုးသွားတဲ့ secret ကောက်ကိုလိုက်မရှာပဲတခင်လေးစီကိုသတ်ပြီးစေဝါတွေကိုခိုးယူဖို့လုပ်နေတာ။အဲ့ဒီလိုပြောပြလိုက်တော့အဲလီထိတ်လန့်သွားပြီပဲ။သူဝါကာကိုရှုံကြည်နေမိတယ်။ haste ကသေပြီလို့ပြောပြလိုက်တော့ဝါကာကစိတ်ယုံယုံနေတဲ့ cortex လေးတကြိမ်တည်းတညာ န်းတယ်ပဲသူ့ကိုစစ်စစ်ချစ်ချာသွားစစ်လုပ်ပါကွာလို့ခိုင်းလိုက်တယ်အဲလီဆေးကအမြန်သွားပြီပဲသတင်းပေးချန်ကသူ့အရင်ကျူရောက်နေတယ်တကယ်တော့ချက်ဟာမောင်ခိုဆေးဝါရောက်ဝင်မှုတွေချက်တို့ visit တို့နဲ့ပေါင်းပြီးသူ့သခင်ကိုပြန်တွေ့ခဲ့တဲ့သူအခုလည်းချက်ကကလပ်မှာတေယုတ်ခိုင်းရောက်လာလို့ plan ချင်းတော့ချန်ကဒါသူ့စနစ်မဟုတ်ဘူးချက်နဲ့ visit တို့ကချန်ကိုအရင်ကလိုပဲထင်ပြီးနောက်လိုက်ခွေးလို့ချိန်မောင်းဝေးပဲချန်ကိုရန်ကမာဒရီရဲ့ရန်ကိုကြောက်လို့သူတို့ကိုပြန်ရှစ်ထုတ်နေပြီဆိုတာပြန်ပြောတာခံလိုက်ရတယ် ခြံဖုံးချပြီးဖနှက်ထုတ်လိုက်တာကိုစေုံနဲ့ရောက်လာတဲ့အဲလီက CCTV ကနေမြင်သွားတော့သုံးတကူအတင်းပြစ်တက်ပြီးမယ်အချိန်နှောင်းသွားပြီး Gotras ကိုခြံကသုံးလေးချက်ပြစ်ချလိုက်တယ်လို့သူ့ကိုလာထတဲ့အဲလီကိုလည်း Gotras ရဲ့ဇနီးကိုကာပါယူပြစ်သက်လိုက်တယ်။အဲလီသိဒေါ်လာထွက်သွားတယ်။သူကခြံကိုလှေကားတစ်လျှောက်နောက်ခံတွေလိုက်ပြစ်တာကချက်မှာခြံတန်းရရသွားလို့ဖမ်းမိသွားတယ်။စေုံကိုရဲကတွေဝိုင်းလာဆမှာအဲလီကခြံကိုသူ့ကားထဲခေါ်ပြီးအသားလေးလစ်ထွက်လိုက်ပါတယ်။တစ်ဖက်မှာဝေါ်ကာတို့ဖွဲ့အောင်ဒေါ်ရဲကတစ်သားရင်လေး Nick Luma ခုံးလုံးနေကြ။ Charlie ရဲ့ဒဏ်ရာကိုပြုစုပြီးတဲ့နောက် Walker က Lawrence ကိုဖုံးဆက်ပြီး Charlie သူနဲ့အတူရှိနေတယ်လို့ plan ပြောလိုက်တယ်။ဒါပေမဲ့ဖုန်းက Madrid လက်ထက်ရောက်နေပြီး Lawrence ကအကျဉ်းသားဖြစ်နေတော့ဖုန်းပြန်မဖြေ။ဒီတော့မှ Walker လည်းနောက်ထပ်တပွဲထန်တွဲရအောင်မယ်ဆိုတာနားလေကွာတယ်။ဆေးကွာထွက်လာတဲ့ Alice ကလည်း Walker ကိုဖုန်းခေါ်ရမရတာနဲ့သူ့ဇနီးဟောင်းအင်ကိုသွားပြီးစနေနာကြည့်တော့ Walker ဟာတော်တဲ့ကသူ့အဖေရဲ့အိမ်ဟောင်းမှာရှိတဲ့တယ်ဆိုတာသိသွားတယ်။ Madrid ကလည်း Lawrence ကို တစားကန်လွတ်ပြီးဝကာရိုရှိယာထွက်လာကြပြီးနော်ရစ်ကသူ့သားချာလီအတွက်စိတ်ပူပြတော့မာဒရီကလည်းသူ့ဆိုရင်လည်းသူ့သားအသက်ရှင်ဖို့ဘာမဆိုလုပ်မှာပဲလို့ညရီကြပြီးပြန်ပြောလိုက်တယ်။ခချင်းတဲ့မှာပဲညဉ့်ညမ်းရဲတွေက channel ဖုန်းချစ်ပြီးမိရ talent တနေရာမှာဇီဝရောင်းဝယ်ဖို့ချိန်လိုက်ကြတယ်။ဒါပေမဲ့ Janet Vincent တို့ရောက်လာတော့ channel တယောက်ကတဲဖို့သာတူပြီးဝယ်လက်ပြောင်းနေလို့မေးတဲ့ချိန်မှာမောင်ရင်ထဲကနေအဲလီထွက်လာပြီးဖလုတ်ဖို့တော့စင်မကူးနဲ့လို့သူ့ထက်ဝိုင်းနေတဲ့ရင်းနှီးကိုပြန်ဖမ်းလိုက်ပါတယ်။တခြားအိမ်ထဲမှာ ောကာရိုင်ဖယ်ယူပြီးမာဒရီရဲ့တိုက်ခိုက်မှုတွေအသစ်ပြေးနေချိန်ချာလီစ်ကဝါကာကိုအလေးရိုက်ပြီးထွက်ပြေးဖို့ကြံစီနေတာဝါကာရိမိသွားတယ်။အဲ့ဒီခိုက်မှာမာဒရီနဲ့သူ့လူတွေရောက်လာပြီးအိမ်ကိုတတိုင်းနဲ့နဲ့ပြစ်ကြတယ်။ဒီတော့ချာလီမာရီတို့လည်းဝါကာနဲ့ပေါင်းပြီးအိမ်ထဲကနေပြန်တွေ့ကြရတယ်။ဝါကာဟာအိမ်ထဲဝင်လာသမျှကောင်တွေကိုနတ်ဆိုးတကောင်လိုတွေးဥတူရန်တိုက်ခိုက်တယ်။ ်ကြီးစံကုန်ပိုင်တော့မှရန်သူတနတ်တွေကိုကောက်ပြီးဆက်ပြီးဖြစ်တယ်။ပိုက်ဝဲကတူတပြံကိုတပြံတတော်ကိုပြင်းထန်နေတယ်။ကြီးကုန်ရဲ့လက်ချင်းချရရပစ္စည်းလက်လက်ဖြစ်ပြောင်းသုံးနေကြရတယ်။မာဒရီရဲ့လူတွေကဂျာလီနဲ့မာရီကိုအရှင်ဖမ်းကျင်နေကြတယ်။ဂျာလီကတော့သူ့ချစ်သူအတွက်အသက်ပေးပြီးတိုက်ခိုက်တယ်။မီရာကိုထိသူမှန်မြ၊သူကတက်ပြစ်တယ်။ဒါပေမဲ့မာဒရီတို့ဘက်ကအင်အားတာတာကြောင့်နှုတ်ဦးစလုံး channel ကိုဆွဲခေါ်တာခံလိုက်ရတယ်။ဝါတာကကြောင်းဝင်ပြီးဂျာလီကိုပြန်ဆွဲထုတ်ဖို့လုပ်နေတော့ဝင်တာရုတ်တရက်ပြီးထွက်လာပြီးတိုက်ခိုက်တော့တယ်။ ပန်းကြံနေတဲ့ဝက်ကလင်ဒါရဲ့တိုက်ကွက်မှာအလူးလဲခံလဲရပြီးတစ်ချက်မှာကင်ပေါက်ခံရလို့သူပြားပုံအောင်ပါပိတ်မိလဲကြပွားတယ်ဒီတော့မှလင်ဒါကဓာတ်ကိုကောက်ပြီးသူပြားရဲ့အောက်ကတဆဆခါနေတဲ့ဝက်ကကိုရှင်းမယ်ဆိုပြီးခက်အေးလာဆန်လောတော့ပါသူကိုနာကျင်နေဟန်လှဲစားနေတဲ့ဝက်ကကမိန်းတဲ့နဲ့ပြစ်ချလိုက်ပါတယ် Charlie, Mary အဖမ်းခံလိုက်ရကြီးဘောကလည်းအင်အားကုန်ခန်းနေပြီးကားထဲကနေ Madri ဟာ Lawrence နဲ့တူထွက်လာတယ်။ Lawrence ကတော့သူဖြည့်ရှိဖိနေပါပြီဟုသူ့သားကိုတဖောက်ဝါပြောတယ်။ Madri ကခြောက်လုံးပြူတဲ့ကဂျီဆန်တူကိုထုတ်ပြီးတောင်းတယ်ပြန်ထဲလိုက်တယ်။ရှင်သားကလောကမှာဂျမချစ်ဆုံးသူကိုယူသွားတာအသက်အတွက်အသက်ပြန်ပေးမှတရားမှာဘောလို့ပြောပြီး Lawrence လက်ထဲ pistol ကိုထိုးထဲလိုက်တယ်။ Charlie ကသူလူသက်မမဟုတ်ဘူးလို့အော်ပြောပေမဲ့ Madri ကမယုံ။ Madri က Charlie သိမ့်ချစ်တယ်။ ရီကိုလော်ရန့်စ်ကိုရိုင်းတတ်ခိုင်းနေတာပါဒီတော့ချာလီရောမာရီပါသွေးပြက်ကြောင့်လက်လော်ရန့်စ်ကလည်းသူ့ကြားကိုတောင်းပန်ပြီးမာရီကိုနင်းချင်းချုပ်ထားကြဘူးပြောမိသွားတယ်ချာလီလည်းရှင်းပြလို့မရတဲ့ဆို မာရီစာသူ့ကိုသာပြစ်တက်လိုက်ပါတော့ဆိုပြီးငူယူပြီးသူ့ကိုကစ်ခိုင်းနေတယ်အဲ့ဒီချိန်မှာအဲလီကသူ့ဖမ်းထားတဲ့သူတွေနဲ့အတူရောက်လာတယ် မာဒရီတို့ကလည်းရှင်တို့လူမှားပြီးစီရင်နေတာမာဒရီတုံ့လုပ်သွားတယ်ဝါခါကလည်းသူတို့ကိုလှမ်းကြည့်နေတယ်မာဒရီကခြံကူမြင်တော့မင်းငါသားကိုတစ္ဆာဖောက်ခဲ့တာလားဆိုတော့ခြံကနင်းတို့ကသားငါ့ကိုတစ္ဆာဖောက်ခဲ့တာအကိုကြီးကြေသွားတော့ဒီနေရာမှာငါခေါင်းဆောင်လုပ်ရမှာကိုနင်းကနင့်သားကိုတင်လိုက်တယ်နင့်သားကအစင်းသက်မဖြစ်သေးဘူးလို့ငါအတန်ပြောခဲ့တာပဲဒီတော့ငါသားကိုနင့်နင့်တက်လိုက်ရောလားဆိုတော့သူပသက်ဒီရဲတွေကတက်လိုက်တာလို့ပြောချလိုက်ပါတယ်စက္ကပိုင်းတွင်အချိန်နေပြောင်းလဲသွားတယ်ဗစ်စစ်ကအဲ့ဒီတနက်ကိုလူပြီး းခိုင်းတဲ့တယောက်ကိုပြစ်လိုက်တဲ့ President ပစ္စတိုကိုခပ်ပြီးမဆားရတဲ့အမဲတဲ့နဲ့ပတ် Charlie ကိုပြစ်ချလိုက်တော့ Lawrence လည်းသူ့တားအတွက်ခလုံးနဲ့ပြေးဝင်ပြီးကာကွယ်လိုက်တယ် Charlie မုန်းနေတဲ့သူ့ဖေကသူ့အတွက်အတက်ပေးကာကွယ်သွားတာပါဒီချိန်မှာ Walker ကလည်းနေရာတနက်ကိုဆွဲပြီး Bizu ကိုပြစ်တယ်ချက်ကလည်း Walker ရောသူ့ကန်ခိုင်းတဲ့တွေကိုပါပြစ်တယ်တနက်ပွဲဟာကမောက်ကမန်နိုင်လာတယ်ပြစ်မှတ်တွေကလည်းပြောက်တော့ရန်ပတ်တွေကြီးပဲလာဆုံနေတယ်လို့ဖြစ်နေတယ်ဒီခွေကိုချန်သုံးချပြီးမာဒရီကိုပြစ်ချလိုက်တယ်လို့သူ့ ိုလည်းချက်ကပြန်ပြီးပြစ်ချလိုက်တယ်ချက်ကချန်စီကိုသွားပြီးမွေးရေးဆေးအိတ်ကိုကောက်ယူလှည့်ထွက်သွားတယ်ကစင်ထဲမှာအဲလီနဲ့ visit တို့ကလည်းအပြန်အလှန်ပြစ်ခတ်နေကြတယ်အဲလီကြီးကုန်သွားလို့ခရရုံမဲ့ချေချာလီယာဂန်ဒလက်ကိုဆွဲပြီးသူ့ဘေးကိုတတ်ခဲ့တဲ့ visit ကိုကြီးကုန်တဲ့အထိပြစ်ချလိုက်ပါတယ် တော်ရင်လေးထဲမှာအဲလီချာလီနဲ့မေရီတို့သုံးဦးသာအသက်ရှင်ကြံရစ်ခဲ့တယ်။ဂျက်ကထွက်ခါစဂုံးလင်းရထားနဲ့လီပြေးပေါ်လုံနေချိန်မှာဝေါ်ကာပေါ်လာပြီးသူ့ကိုတစ်ချက်လှမ်းပစ်လိုက်လို့ရထားပေါ်ကလည်းပြုတ်ကျသွားတယ်။ဂျက်ကသူ့ကိုဘာလို့အခုလိုလုပ်တာလဲ။မင်းတို့ဘာထူးမှမဟုတ်လို့လေတဲ့။ဝေါ်ကာယာအခုမှမင်းကအဖက်ဆယ်ဦးလို့လားတဲ့။ဝေါ်ကာကငါဆက်မပြေတော့ဘူးလို့တုံ့ပြန်လိုက်တော့ဂျက်လည်းငါမင်းကိုဂုံးဝင်တယ်ကွာလို့လှည့်စားပြောဆိုပြီးပနတ်နဲ့လှည့်ပစ်တယ်။ဝေါ်ကာကလည်းမရှောင်ကြီးစံဂုံးနဲ့ထိပြန်ပစ်ချလိုက်တယ်။နောက် ကလိုက်လာတဲ့အဲလီဒီချက်ကိုအဆအဆုံးမြင်သွားတယ်။ချာလီနဲ့မာရီဂါဒစီနဲ့ထုံမသွားခင်ဝေါ်ကအခြေအနေကိုကြည့်ပြီးသူအစဉ်ပြေးပါမလားလို့အဲလီကိုမေးရှာဖေးတယ်။သူတို့မှလည်းတရုတ်ခိုင်းရန်အပြည့်အဝဖေးခင်းသေးတာမသိကြတော့တနေရာရှောင်းနေမှကြတော့မယ်။ချာလီတို့ထွက်သွားတော့အဲလီကရထားကိုမြင်ပြီးစိတ်ပြက် အားကုန်နေတဲ့ဝေါ်ကစီကိုတွားလိုက်တယ်။ဝေါ်ကကမင်းခုငါ့ကိုဖမ်းလို့ရတယ်။မင်းကရဲကောင်းပဲအဲလီ။ဘာနဲ့ကိုဒီရက်ကောင်းကောင်းဆက်ဆံခဲ့တဲ့လေ။ခလလမှာဂျဲကတွေအုံ နဲ့ကျင်းနဲ့သူတို့စီလာနေကြပြီအဲလီကဝကသမီးစီခရစ်မတ်လက်ဆောင်ပို့ပေးမယ်လို့ကလေးပေးလိုက်တော့ဝကကမဖို့နဲ့ငါသူ့ရဲ့ခရစ်မတ်ကိုမနှောက်ရှက်ချင်ဘူးလို့ပြောချလိုက်တယ်ရဲကတွေသူတို့နားကိုတပြေးပြေးရောက်လာချိန်မှာဝကဟာနာခက်ဂျိုးဆက်ကိုရင်ဆိုင်ဖို့စိတ်တလုံးချပြီးခိုင်ဆောင်နေလိုက်ပါတော့တယ်ကြည့်ရှုနားစင်ပေးတဲ့အတွက်အထူးဂျေဇူးတပါတယ်